ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆက်ရုံမှာဆွန်ဒဲရာချေပုဂုံကျွေးပါတယ်။သူကဆွန်ဒဲကိုသူအသီးရွက်တွေနဲ့ကြော်လာတာပါပြန်ပြီးတော့အဲ့ဒီတော့လေအရန်ဆောင်းပါတယ်ကိုရီးယားမှာဆိုရင်သူကလန်ဒန်ဘေးကဆိုင်နေဒီမှာရောင်းပါတယ်တော့ပုဂီဆိုင်နေမှာလည်းရောင်းပါတယ်အဲ့ကိုရီးယားနဲ့အရန်ကြိုက်ပါတယ်မြောက်ကိုရီးယားမှာရောတောင်ကိုရီးယားမှာရောသူတို့အဲ့ဒီအရန်ကြိုက်တဲ့စားစားပါကျွန်တော်လည်းနည်းနည်းပို့ယူခဲ့ပါတယ်စားလိုက်ရင်သူကပြောရည်နေနေပါတယ် သူကဝက်ဦးနဲ့လှုပ်ထားတာပါအထက်မှာသူကကြာစံပဲကြာစံနေနေပါပါတယ်ဒါတော့မုံလုံးကင်မချီပါမုံလုံးကင်မချီကိုကျွန်တော်နည်းနည်းပို့ယူခဲ့ပါတယ်ဒီနေ့ကျွန်တော်ဆက်ရုံမှာ၅ကြော်ကျွေးပါတယ်၅ကြော်ကျွေးတဲ့နေ့ဆိုရင်သူကတရားတော်တစ်ခုပဲပေးပါတယ်ဒီကနမယ်ကတော့ခွေးရှာ၅ပါငါခွေးရှာပါဒါတော့မြုပ်ဒီစေပါအိုအီကိုချူပါသူကဆမ်ချန်လေးနဲ့ပါ ကျွန်တော်စားကြည့်ပါမယ်ဒီငှုပ်ဒီစိမ့်တွေကမဆက်ပါဘူးသူကသဖာတီငှုပ်ဒီစိမ့်လို့ခေါ်ပါတယ်စားရင်သူကချူချူလေးနဲ့နေပါတယ်ကိုရီးယားမှာဒီငှုပ်ဒီစိမ့်တွေနည်းနည်းစစ်ကြည့်ပါတယ်ဆိုင်ရီမော်ဆိုရင်တရားတော်တတော်နဲ့တောက်ဝက်ပေးပါတယ်ဒါတော့ကျွန်တော်ဆဲအောင်မကြွေးတဲ့ပဲပြားကင်ချီပြီးတော့တူနာငါပါပါပါလေကိုရီးယားမှာကျွန်တော်တို့ဆက်ယုံမှာအဲ့ဒီပဲပြားကင်ချီတူနာငါဟဲအမျက်ကျွေးပါတယ် သူကစားလိုက်ရေသူကချင်းချင်းလေးနဲ့နေပါတယ်အဲ့ဒီထမင်းတလုံးပြီးတော့ဒင်းချိုလေးတစိုးတောင်းရရန်တောက်ခေါ်ပါတယ်ဒီနေ့လည်းစားကျွန်တော်ထမင်းပူယူခဲ့ပါတယ်ဒီနေ့စားပါဦးကျွန်တော်ကထမင်းစားနေပါပြီအဲကျွန်တော်ဒီကောင်ซุนเดรမြင်ကြည့်ပါမယ်။သူကကိုရီးယားလိုအခေါ်ပါซุนเดรလို့ခေါ်ပါတယ်။အင်္ဂလိပ်လိုဆိုရင်လည်းသူကซุนเดรပါပဲ။မလုံးခင်ပြပါ။ သူကမလုံးခင်ချီနေတာကြော့ကြော့လေးနေပါတယ်ရန်ဆောင်ပါပါတယ်အဲကျွန်တမင်းလေးစားကြည့်ကြတယ်ပါကိုရီးယားမှာသူကတမင်းကနည်းနည်းစီးတော့သူတို့ဟင်းရီတို့ပြီးတော့အချင်းတို့အမြက်လိုက်စားရပါတယ်အော်ရင်သူကဝေါ်ချုပ်တတ်ပါတယ်ပဲရလေးတောက်ချီစားလေးပါဟောအရင်တောက်ပါပါတယ်ဒူနာငါးလေးနဲ့ဆိုသူက အရသာရှိပါပါတယ်။ပြီးတော့ကျွန်တော်ငှုပ်ဒီစိမ့်နည်းနည်းစားပါဦးမယ်။အဲဒါတော့သူကငှုပ်ဒီစိမ့်နဲ့တူစားတဲ့အရင်ငှုပ်နစ်ပေါ့နော်။သူကနည်းနည်းအငံရတာထွက်ပါတယ်။စောင်းပါနဲ့။ငါကျော်တော့ငါကျော်တော့ကျွန်တော်ပြီးမှစားပါပါ။ယုံရင်းနဲ့ကျွန်တော်စားလိုက်ပါမယ်ဒီနေ့ဟင်းချိုရရန်တောက်ကောင်းနေပါတယ် အလူကြီးမေတို့လည်းအဒီပဲပြားဟင်းနေချက်တော့ကြည့်ပါကျွန်တော်တို့အဒီတောက်ရင်းနဲ့အရင်ချိန်ပါတယ်ချင်းချင်းလေးနဲ့နေပါနဲ့သူကအချင်းစူးစူးရဲ့နေပါတယ်တကယ်တော့ game team ရှိမရှိရင်လည်းတခြားအချင်းလေးနဲ့ထည့်ပြီးချင်းလို့ရပါတယ်စူနယ်လေးစားပါအောင်ဟာတော့ကျွန်တော်တို့ဆက်ယုံမှာငါးတစ်ခုပဲပေးတယ်နေပါဒီငါးကျွေးတဲ့နေ့ဆိုတစ်ခုပဲပြောပါတယ်